တော်လိုင်းတက်တွေသိမ့်ပိုက်ထားတဲ့စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းကစံသာရွာစစ်တပ်ခန်းကိုပြန်လည်ရရှိဖို့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်တံပြန်တိုက်ခိုက်ခံရပြီး20ထက်မနည်းသေဆုံးတယ်လို့ချင်းလန်း information center ကထုတ်ပြန်ပါတယ် ကျန်တာရွာစခန်းပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီတပ်ဟာဧပြီလ29ရက်နေ့မှာစစ်ကြောင်းနှစ်ခုနဲ့ဒုစစ်ဆင်လာတာဖြစ်ပြီးတော်လိုင်းတပ်တွေကတံပြန်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းစစ်ကောင်စီထံကလက်နက်ရှစ်လက်နဲ့ခဲယမ်းတွေရရှိခဲ့ပြီးအလောင်း9လောင်းကောက်ရတဲ့အပြင်20ဦးသေဆုံးကစစ်ကောင်စီတပ်ဟာဒဏ်ရာရစစ်သားတွေကိုပြန်လည်တယ်ဆောင်ခဲ့ကြပြီးမဲ့တချို့ကတော့ပြစ်တက်သွားခဲ့ကြတယ်လို့သိရပါတယ်စစ်ကောင်စီဟာတကြောပြန် CDF KKG ရဲ့ မေဂျာအော်ပရေရှင်းအတွင်းကလေးတောင်ပိုင်းတိုက်ပွဲမှာစခန်း၅ခုထိလက်လွတ်ခဲ့ရတာဖြစ်ပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီက Jet Fighter, Y12, MI35 ဒရုန်းတွေနဲ့လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ခဲ့ပြီးပြည်သူတွေရှိရာနှက်ချောင်း၊နှက်မြောင်း၊အောင်ချမ်းသာ၊တံပိုးနဲ့ငဖရွာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာငလင်တန်းကြောင့်အပြစ်ခတ်ရဲစဲထားကြောင်းတရားဝင်ကြေညာချက်ကိုချိုးဖောက်ပြီး ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ဆိုပါတယ်။အခုတိုက်ပွဲကို CNA CDF KKG CDF ဘက်က MCR နဲ့အမတ်တင်စစ်တွေတအားတို့ကပောင်ဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြဆုံးမရှိဘဲအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။မကွေးတိုင်းညောင်ဦးမြို့နယ်စင်ကူရဲစခန်းကနေစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးတယ်လို့ပကံဘူချိုအဖွဲ့ကထုတ်ပြန်ပါတယ်။ ဧပြီလ20ရက်နေ့မနက်9:30မိနစ်အချိန်ခန့်ကချောင်းမြို့နယ်ကနေညောင်ဦးမြို့စင်ကူရဲစခန်းကိုစစ်ကား2စီးအင်အား60ခန့်ရောက်ရှိလာပြီးအဲဒီကတဆင့်ညနေ9:00အချိန်ခန့်မှာတမတော်ရေနံမော်ဘက်ကိုစစ်ကြောင်းထိုးလာရာ ပကံဘူချို PDF နဲ့မဟာမိတ်တပ်တွေကကြားဖြတ်မိုင်းဆွဲအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျာ။ အဆိုပါပြစ်ခတ်မှုတွင်စစ်သား၄ဦးနေရာတွင်ပွဲချင်းပြီးတေဆုံပြီးတေဆုံသွားတဲ့ရုံလောင်းတွေကိုနေရာမှာတွင်စစ်ကောင်စီတပ်ကမိရှို့သွားတယ်လို့သိရပါဗျ။မိုင်းဆွဲမှုတွင်တော်လိုင်းတပ်တွေဘက်ကအထီးကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါရယ်။စစ်ရေးရှင်မြင့်တင်လာတာနဲ့အမျှပကံညောင်ဦးချောင်းမြို့နယ်အတွင်းရှိဒေသခံပြည်သူတွေအနေနဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုအလေးနက်ထားလိုက်နာကြဖို့ပကံဘူချို PDF အဖွဲ့ကထုတ်ပြန်ထားပါရယ်။